မင်းသမီးဖွဲချမရဲ့တည်င်းဒီမင်းသမီးကမဟုတ်ရင်မခံဘူးရှင်အခုဆိုရင်ဒီမင်းသမီးကအသက်40နှစ်ရှိပြီးရုပ်ကတော့နှုနေတော့ပဲဘာတွေဖြစ်ပြတ်သွားတာလဲဆိုတော့မနေ့ကတော့ကနေနေရင်မင်းသမီးကသူ့ရဲ့ IG story ထဲမှာရီစာဟောင်းဖြစ်တဲ့ rapper ခွန်တုံးပုံတွေကိုတပုံပြီးတပုံတင်တယ် ပုံထဲမှာတွေလည်းမချက်ရေးထားတဲ့မင်းတမီပဲနပုံတင်ပါတွေရေးထားတယ်လည်းမပြောခင်ဒီမင်းတမီဖွယ်နဲ့ခွန်တုံးရဲ့အချစ်ရဲ့အကြောင်းကိုအရင်ပြောပြမယ်ခွန်တုံးကအသက်34ပဲရှိတဲ့တဲ့မင်းတမီဖွယ်ထက်အများကြီးငယ်ရှင်လွန်ခဲ့တဲ့3နှစ်လောက်ကကခွန်တုံးကမင်းတမီဝန်နဲ့လမ်းခွဲပြီးဒီမင်းတမီဖွယ်နဲ့တွေ့တဲ့ခွန်တုံးနဲ့မင်းတမီဖွယ်ဆက်ဆက်တွေ့ရုံကဆိုရင်အရန်ချစ်ကြတယ် နှစ်ယောက်သာအမြဲတမ်းအတူတူသွားအတူတူလာအတူတူနေအတူတူသွားလေကြတယ်မိသမီးဖွယ်နဲ့ခွန်တုံးတွဲကြတာနှစ်နှစ်လည်းပြည့်ရောနေနေရင်အတူနေတဲ့ပုံတွေမတင်တော့တလို့တယောက်ကိုတယောက် unfollow လုပ်လိုက်တယ်မိသမီးဖွယ် event တွေထွက်ရင်တင်ထောက်တွေကခွန်တုံးနဲ့အချစ်ရေးကိုမေးတော့လေမိသမီးဖွယ်ကမဖြေဘူးဘူးအဲ့နဲ့လွန်ခဲ့တဲ့၃နှစ်လောက်တုန်းက မင်းသမီးဖွဲ့ကအပြင်းအထန်နေမကောင်းဘူးအမဖြစ်သူကထမင်းခွန့်ကျွေးပေးရတဲ့အထီးဖြစ်တယ်မင်းသမီးဖွဲ့အလောက်ထိနေမကောင်းတာဘာလို့ခွန်တုံးကမင်းသမီးဖွဲ့ကိုတွားမကြည့်တာလဲတွားခယူမဆိုင်တယ်လေလို့သူတို့ရဲ့ပရိသတ်နဲ့ဆိုရှယ်မီဒီယာတုံးဆွဲသူတွေကမေးခွန်းထုတ်ကြတယ်မင်းသမီးဖွဲ့တင်တဲ့တပုံအောက်မှာတွားမေးကြတယ် အဲ့မှာမေးတဲ့သူတွေကိုမင်းသမီးဖွယ်ရဲ့အမေကတမီးဖွယ်နဲ့ခွန်တုံးလန်းခွဲလိုက်ကြပြီလို့တော့ဖြေလိုက်တယ်ရှင်။ဒါကြောင့်မင်းသမီးဖွယ်နဲ့ခွန်တုံးလန်းခွဲသွားကြတာတုံးလေးလာရှိသွားပြီ။ဘာကြောင့်သူတို့နှစ်ယောက်ကလန်းခွဲကြတာလဲဆိုတာတော့ဘယ်သူကမှမသိဘူး။ညလုံးကမှမင်းသမီးဖွယ်ကနေနေရင်ခွန်တုံးပုံကိုတပုံပြီးတပုံတင်တယ်။ပုံထဲမှာစာတွေလည်းရေးထားတယ်။ညလုံးကမင်းသမီးဖွယ်တင်တဲ့ခွန်တုံးပုံပထမတပုံရဲ့ ပုံပေါ်မှာမင်းသမီးဖွဲ့ရေးထားတဲ့စာကเอาไปทั่วมั่วได้สลับวันท้ายรูมิวยีท่าล่ะပြောရရင်နေရာတကာလူနဲ့อยู่တညတယောက်ပြောင်းအဲ့လိုမျိုးဆိုလို့ရှင်းလာရှင်းဒုတိယပုံပေါ်ကရေးတဲ့စာကဟိုယောဂါလေး AI နံပါတ်3ပုံပေါ်မှာတော့မင်းသမီးရေးထားတာနည်းနည်းပြင်းတယ်ท้ายလို့အဲကော်လီလေရှင်းတက်တက်မပြောတော့ ဖားတယ်လို့ရေးထားတယ်တဲတဲမဟုတ်တော့ဒါလေပြီးတော့အသက်မြင့်နေတယ်မိမိကလေးပုံမြောက်ပေါ်ကရေးထားတဲ့စာခါကြတော့ခိုင်းလူမျိုးနားလို့ရေးပြီးအခုန်ခွာထားတဲ့ခယူပုံချောလို့ခယူမျက်နှာလို့ပြောရှင်းတာမဟုတ်ပဲဟိုလက်ပြမျက်နှာလို့သူပြောရှင်းတယ်ရှင်ခိုင်းနဲ့မြန်မာနိုင်တဲ့ချင်းမတူတော့နော်မနှင်းရတော့ကမိုင်းပါစမွန်ပုံကိုတင်တယ်ရောက်ကြလေးရဲ့လက်ပဲပါတယ်အဲ့ဒီလက်ကပတူးလက်ဆိုတာဘယ်သူမှမသိဘူး အဲ့ဒီတင်တဲ့သူရဲ့နာမည်ကမိုင်ဟိုအရင်လတုန်းကဟိုအစတော့သူတို့နဲ့အဖောက်ပြန်နေဆိုတော့အတယောက်လေးရှင်းဒါပေမဲ့မိုင်အဲ့ဒီပုံကိုခဏပဲတင်ပြီးပြန်ဖြက်လိုက်တယ်လူတွေကဆက်ဆူကြတယ်မလားရှင်းအဲ့လိုမျိုးတွေ့တော့လူတွေကမိုင်ရဲ့ပုံအောက်မှာတမန်ကြတယ်ပေါ့ခေါ်နေခွန်တုံးရဲ့ကိစ္စမှာပါဝင်နေတာလားဒါမို့အမိုင်ကခွန်တုံးနဲ့အဲ့လိုမျိုးတော့တွဲလိုက်လို့ခွန်တုံးကမင်းမီဖွဲ့နဲ့ပြက်လိုက်တာလားဆိုပြီးမေခွန်ထုတ်ကြတယ် သူများသူ့တက်တက်လာမေးမှကိုမိုင်ကမဆောက်ရှင့်မိုင်ကတခါတည်းပုတ်တင်လိုက်တဲ့သူတင်လိုက်တဲ့အဲ့ဒီပုံထဲကသူကခွန်တုံးမဟုတ်ဘူးလို့သူပြောတယ်။ပြီးတော့သူခွန်တုံးနဲ့မတွေ့ရဘူးလို့ပြောတယ်ရှင့်။ဒါပေမဲ့လည်းအရင်လတုန်းကမိုင်ကသူတို့နိုကိစ္စတွားဖြေရှင်တဲ့အချိန်လေသူခွန်တုံးနဲ့စကားပြောခုတယ်ဆိုတာလည်းပြောသေးတယ်အဲ့လိုမျိုးခွန်တုံးသူ့ရီးစားစကားလာပြောလာမသိရှင်းဒါပေမဲ့သူလက်မခံဘူးမတွေ့ရဘူးလို့သူပြောခုတယ်အဲ့ဒါကအရင်လကတည်းက မင်းသမီးဖွဲ့ဒီလိုမျိုးတွေတင်တော့လူတချို့ကအားရကျေနပ်ကြတယ်တချို့လည်းပြီးပြီးသားကိစ္စကိုမင်းသမီးဖွဲ့ကဘာလို့အခုမှလာတင်တာလဲဘာရည်ရွယ်ချက်နဲ့တင်တာလဲလို့မေးခွန်းထုတ်ကြတဲ့သူတွေလည်းအများကြီးပဲတချို့လည်းမင်းသမီးဖွဲ့ကိုစိတ်ပူကြတယ်မင်းသမီးဖွဲ့တကူခုခံရလို့အတီးမခံနိုင်တော့လို့ဒီလိုမျိုးထွက်ပြောထွက်တင်လိုက်တာလည်းဖြစ်နေချေရှိတယ်ဒါပေမဲ့မင်းသမီးဖွဲ့တင်လိုက်တဲ့ပုံနဲ့ပုံထဲကစာကနည်းနည်းပြင်းလို့ คุณต้องกะมินตมีพอยโกตยาซวยลุยะเดอธิဖြစ်နေလို့มินตมีพอยโกစိတ်ปูနေကြတယ်ရှင်ဘာကြောင့်มินตมีพอยဒီလိုမျိုးတင်ရတာလဲပြီးတော့ဘာဆက်ဖြစ်မလဲဆိုတာတည်င်းထူရှိရပြလာတက်ပြမယ်เนาะရှင်ဘာကြောင့်မင်းသမီးဖွယ်ဒီလိုမျိုးတင်ရတာထင်ကြလဲရှင် အများစုကတော့ဒီမိနမီဖွယ်ရဲ့စက်ကားကိုကြည့်ခုကြမှာပါမိနမီဖွယ်ကစက်ကားတွေဆက်လန်းတွေအများကြီးရိုက်ခဲ့ဖူးတယ်အသက်40ကျော်ရှိပြီးရုပ်ကတော့နှုတ်တော့လှတော့ရှင့်ဒီမိနမီကသူစက်ကားကိုအဲတက်တက်ပဲပျော်တက်တယ်တွယ်ဝိုက်ပြီးမပျော်တက်ဘူးသူကမဟုတ်မခံဘူးတက်တက်ပဲတတင်းထောက်လေးရှိရောပါရှိရောသူအဲ့လိုမျိုးဟန်မဆောင်တက်ဘူးရှင့်